တသားမမီတို့ရေဒီတစ်ခါမှာတော့တည်င်းကြော်လာပြီနေအပိဓမ္မာအခါတော်နေပေါပေါလာပုံအကြောင်းကို ပြပြဆုံးဆုံးပြပြပေးသွားမှာဖြစ်ပါတယ်။တည်င်းကြော်လာပြီနေဟာကဆုံလာပြီဗုဒ္ဓနေဝါစုလာပြီဓမ္မစကြာအခါတော်နေတွေလိုပဲဗုဒ္ဓဝင်လာထူးခြားမှုတွေနဲ့ပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီလိုနေဒူးနေမြတ်တွေမှာတော့မြန်မာနိုင်ငံကတကူကြီးဖျားတွေမှာကုသိုလ်ပြုကြသူတွေနဲ့စီကားလေးရှိကြသလိုမြို့တိုင်းနေတိုင်းမှာလည်းစီမီတွေထွန်းညီပြီးတော့မြတ်စွာဘုရားကိုပူဇော်ကြောကြတဲ့မြင်ကွင်းကိုလည်းကြည်နူးပွဲမြင်တွေ့ကြရမှာဖြစ်ပါတယ်။တကယ်တော့ တဲ့ရင်ကျော်လာပြီနေမှာအစီမီးတွေထုံညိကြတဲ့အစင်လာဟာမက်ဆော်ဘုရားရှင်တာဝရိတာနဲ့ပြီးမှရှိတဲ့မေတော်ဖြစ်ခဲ့မှုရဲ့မိနှသားကိုဂျေဇူးဆက်တဲ့အနေနဲ့အဘိဓမ္မာမြတ်ဒေသနာတော်ကိုဟောကြားတော်မူပြီးတော့သင်္ကတနဂုတ်ပြီးတောင်တကားကိုဆင့်သက်တော်မူတဲ့အခါမှာလူနဲ့ပြမှာတတော်အပေါင်းတို့ဂျိုဇူးခဲ့ကြတဲ့အစင်အလာကိုဆက်လက်ထိမ့်သိမ့်တဲ့အနေနဲ့ဒီကနေ့အထိစီမီးတွေထုံညိကပူဇော်ပြီးတော့မိထုံပွဲတော်ကိုကျင်းပတာဖြစ်ပါတယ်။ တပတ်ညမြတ်စွာဘုရားရှင်ဟာဝါရော6ဝါအလုံး9ဝါအရာမဟာတိဂရက်109ခုနဲ့မှာတော့တာရိန်တန်နဲ့ပြည်ကိုကြွချီတော်မူပြီးတော့မေတော်မိနတားကိုဂျေဇူးဆက်လို့တဲ့ရည်ရွယ်ချက်နဲ့နှက်ပြမအပေါင်းတို့ကိုအဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်အဘိဓမ္မာတရားတော်ဟာတုတ်တန်တရားတော်တို့ထက်တာလွန်ထူးခြားတဲ့တရားဖြစ်တဲ့အတွက်အဘိဓမ္မာလို့ခေါ်ဝေါ်တာဖြစ်ပါတယ်။မြတ်စွာဘုရားဟာအဘိဓမ္မာတရားတော်ကိုဝါရင်း3လရပ်ပေါင်း90ကျားတဲ့အထိ အကျဉ်းနီးနဲ့နှက်ပြီးမဟုတ်ကြတော့မူခဲ့ပါတယ်။အဲဒီနောက်လူပြည်ကိုပြန်လဲရောက်ရှိတဲ့အချိန်မှာတော့ရှင်သာရိပုတ္တရာကိုအကျဉ်းနီးနဲ့ဟောကြားခဲ့ပါတယ်။ရှင်သာရိပုတ္တရာကလင်းတို့သားဖြစ်ခဲ့မှုတဲ့ယဟန်900ကိုမကျင်းမကျဲအလဲအလက်နီးနဲ့ဟောကြားတော်မူခဲ့ပါတယ်။ပြီးတော့မှတရားတော်ရဲ့ထူးခြားချက်ကတော့ပြီးတော့မှတရားတော်ဟာအမေဂျေဇုဆက်တရားဖြစ်ခြင်း၊နတ်ဘီမဟောကြားခြင်း ၃လကြာမြဟောရခြင်းဘဂတိဖရာနဲ့နေမိတာဖရာတို့တလဲစီဟောကြားခြင်းဆိုတဲ့ထူးခြားချက်တွေနဲ့ပြည့်စုံတဲ့တရားဖြစ်ပါတယ်။ပြီးတော့မှတရားတော်ဟာပါဠိရဲ့နည်းနည်းချင်းသဘောအတိတ်ပဲရဲ့နည်းနည်းချင်းဟောကြားပုံအစီအစဉ်ရဲ့နည်းနည်းချင်းဉာဏ်တော်ရဲ့နည်းနည်းချင်းဆိုတဲ့ခံပြီးတော့၄မျိုးနဲ့ပြည့်စုံတဲ့တရားတော်လည်းဖြစ်ပါသေးတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင်သတင်းကြော်လာပြင်းနေကိုဖျားစုပန်းတဲ့နေလို့လဲခေါ်ကြပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရှင်ဟာတာဝရင်တာနဲ့ပြီကနေဆင်းသက်လာတဲ့အခါမြတ်စွာဘုရားကိုရော်တိုင်းဗရမ ्या ဆောင်တန်းကနေဆင်းပြီးတော့လက်ရဘက်ရွှေဆောင်တန်းနဲ့နတ်တို့ကခြံရံလိုက်ပါလာပြီးတော့လက်ဝဲဘက်ငွေဆောင်တန်းနဲ့ပြမမင်းတို့ကခြံရံကလိုက်ပါလာကြပါတယ်။အဲဒီလိုနတ်ပြမတွေခြံရံလိုက်ပါလာပြီးတော့သက်ဆင်းတော်မူလာတဲ့မြတ်စွာဘုရားရဲ့တင့်တယ်တဲ့အသေးရော်ကိုဖူးမြင်ကြရတဲ့အခါ636ယူဇနာအတွင်းမှာရှိတဲ့ပရိသတ်အားလုံးဟာ ှဘုရားစုကို တောင်းကြပါတယ်။ဘုရားစုကိုမတောင်းတဲ့သူဆိုတရားမှမရှိခဲ့ပါဘူး။အဲ့လိုဖြစ်ဖြစ်ခဲ့တာကိုရည်မှန်းပြီးတော့ဘုရားစုပန်တဲ့နေ့လို့လဲခေါ်ဆိုကြတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ဟာလူပြည်ကိုမဆင်းမီတောင်ရင်တာနတ်ပြည်မှာရေအစုံမီအစုံတကိုးပြရဲဟာပြတော်မူပါတယ်။မြတ်စွာဘုရားရဲ့တကိုးတော်အားဖြင့်စကြဝဠာတစ်ခုလုံးဟာဟေးလင်းပြင်းကြီးဖြစ်သွားပြီးတော့ရှင်တော်ဘုရားရဲ့လောကဝိဝရဏတကိုးတော်ကြောင့်လူနဲ့ပြမငေးသားအလုံးတို့ဟာတအူးကိုတအူးအထင်ရှားတွင်မြင်ခွင့်ရခဲ့ကြပါသေးတယ်။ တင်းကျော်လာပြင်းနေ့ဟာဝါတွင်၃လရဲ့နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဝါဆူတော်မူကြတဲ့တန်ကတော့အရှင်သူမြတ်တွေဟာလွတ်လွတ်ကျွတ်ကျွတ်သွားလာတင်းသုံးနိုင်တဲ့အခွင့်အရေးကိုလည်းရရှိကြပါတယ်။တင်းကျော်လာပြင်းနေ့အထိဝါဆူကြတဲ့တန်ကတော်တွေဟာအလုံးမမြတ်တဲ့ကထိန်အလူကိုခံယူထိုက်တဲ့အခွင့်အရေးကိုလည်းရရှိကြပါတယ်။လောကီလူတို့ရဲ့ထုံးစံအရာလည်းအင်ညာတီထောင်ခြင်းပြုလုပ်နိုင်ခွင့်ရကြတဲ့အတွက်အချုပ်ချယ်တွေကနေကျွတ်လွတ်စေတဲ့နေ့လို့လည်းဆိုရမှာဖြစ်ပါတယ်။ အဲ့ဒါအပြင်တရင်ကျော်လာပြင်းနေမှာမြတ်စွာဘုရားရှင်ကိုယိမန်းပူဇော်တဲ့မိထုံပွဲအခမ်းအနားတွေဝါရင်း၃လဝါဆိုဝါကတ်တော်မူတဲ့တန်ဃာတော်တွေဝါကျွတ်တဲ့အခါအပြစ်ရှိခဲ့ရင်အချင်းချင်းတောင်းပန်ကြတဲ့ပဝါရဏတွေအခမ်းအနားတွေနဲ့ဘိုးဘမိဘဆရာသမားတွေကိုကာယကံဝစီကံမနောကံတွေနဲ့ပြမမိခဲ့တာရှိရင်အပြစ်ခတ်သိမ်းပပျောက်ငိမ့်ဖို့ပူဇော်ကြောကြတဲ့မိဘဆရာကြောပွဲတွေကိုဒီနေ့လိုနေတူးနေမြန်မာပြုလုပ်ကျင်းပကြတာဖြစ်ပါတယ် အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တရင်ကျွန်လာပြည်နေဟာယဟန်တန်ကားတော်တွေပဝရဏပြုကြတဲ့နေ့မြတ်စွာဘုရားရှင်ဟာတောင်ရင်သာနှက်ပြီးမှအဘိဓမ္မာတရားတော်ကိုဝါရင်း၃လပတ်လုံးဟောကြားတော်မူတာအောင်မြင်စွာပြီးဆုံးတဲ့နေ့အဘိဓမ္မာအခါတော်နေ့နှက်ပြမှာအပေါင်းခြံရံပြီးတောင်ရင်သာနှက်ပြီးကနေသင်္ကသက်နှစ်ခုပြီးကိုစံသက်တော်မူတဲ့နေ့လူနဲ့ပြမှာတတဝါတို့မြတ်စွာဘုရားရှင်အားအတူတကွကြည်ပြူကိုရောပူဇော်ကြတဲ့နေ့ လောကဝိရဏတကူတော်ကြောင့်စစ်ကြဝလာတဝမ်းလုံးကိုဒိုးရှိုးပေါင်းမြင်ရတဲ့နေ့ဘိုးဘွားမိဘဆရာသမားတွေကိုပူဇော်ကြောကြတဲ့နေ့စတဲ့ဂုံတူးဝိတေတာအထူးထူးနဲ့ပြေဆုံးတဲ့နေ့ဆိုပြီးတော့မှတ်တမ်းတင်ခဲ့တာဖြစ်ကြောင်းဒီဗီဒီယိုလေးနဲ့ကာရဝပြုတင်ဆက်လိုက်ရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုသူအပေါင်းကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြေဆုံးကြပါစေ။